အားလုံးမင်္ဂလာပါဒီနေ့ main channel နေပြီးတော့အားလုံးကိုကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့အဲဒီနေ့ကျွန်တော်တို့ super sunday မှာလည်းကျွန်တော် premier league ပွဲစဉ်ကျွန်တော်ဒီ round 33တွေကျွန်တော်ထပ်ပြီးတော့ကစားဖို့ရှိပါတယ် total ကျွန်တော်၄ပွဲတိကျအောင်ရှိတယ်9နိုင်ပွဲကျွန်တော်3ပွဲနဲ့10နိုင်တပွဲပေါ့နော်ဆိုတော့ အဲမန်ချက်စတာယူနိုက်တက်ဝူဝမ်နဲ့ရှိမယ်ပြီးလို့ရှိရင်ဖူဝမ်ချယ်ဆီအစ်စ်တောင်းနဲ့အာဆင်နယ်ပြီးရင်ကျွန်တော်တို့ဒီနောက်ကြပွဲဖြစ်လက်စတာနဲ့လီဗာပူးဆိုပြီးတော့ကျွန်တော်ရှိပါမယ်ဆိုတော့ကျွန်တော်တို့အဲဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘာကအဲဒီ Asian Handicap Analysis လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ကုစကိုရဲ့ Costco Prediction ပြီးတော့ကျွန်တော်ရဲ့ဒီရွေးချယ်မှုအဲအကျဉ်းလေးပေါ့နော်ဒါလေးလေးကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ပထမဦးဆုံးပထမဦးဆုံးကျွန်တော်တို့ပြပွဲဆိုင်ရမယ်ဆိုတော့ အာ full and chelsea ပေါ့လေ full and chelsea မနေ့ကပွဲတွေကတော့ကျွန်တော်တို့အချိန်ကြီးအရင်ဆိုးတယ်လို့တော့ပြောလို့မရအောင်ပေါ့နော်အမ်အေးပေါ့ကျွန်တော်တို့ဒီ brandford ရှိအဲရမယ်ပြီးရင် bellies ကကျွန်တော် draw ဖြစ်မယ်အဲပြီးရင်ကျွန်တော်တို့ဒီ everton ကတော့ရှုံးမယ်အဲပြီးတော့ကျွန်တော်တို့ဒီ west ham ရှုံးမယ်ပြီးရင် aston villa ရမယ်ဆိုတော့၃ပွဲနိုင်၂ပွဲရှုံးပေါ့နော်ဆိုတော့ ါဒီနေ့ရောကျွန်တော်ဘယ်လောက်ထိအဲမှန်နိုင်မလဲပေါ့လေအခုကကျွန်တော်ကဒီ Asian Bookie ရဲ့ဒီပေါ့နော် handicap တင်နေကျွန်တော်တို့တွားတယ်အနီးကပ်ဟိုဂျေးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့အဲဒီပေါ့နော်တချို့ဒလီကျွန်တော်တို့ဒီဂျေးအပြောင်းလဲလေးကျွန်တော်တို့သတိထားစေချင်ပါတယ်ဆိုတော့အဲကျွန်တော်တို့ Fulham Chelsea ရဲ့နေကျွန်တော်စပြီးပြောပါမယ်အခုလက်ရှိကျွန်တော်တို့ Asian Bookie ရဲ့ handicap အရဆိုလို့ရှိရင်ဒဲဂျေးကျွန်တော်ပေါက်ပါတယ်ကိုပေါင်းစီ3လုံး50ပေါင်းပါဆိုတော့ အဖူအန်ကျွန်တော်အဆင့်ကိုပြီးလို့ရှိရင်ကျွန်တော်ဒီ Chelsea ကကျွန်တော်တို့အဆင့်ခုံကိုကျွန်တော်ရောက်သွားပါပြီဆိုတော့ Aston Villa ကဒီဘောနော်ကျွန်တော် Newcastle ကိုကျွန်တော်နိုင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင့်ခုံတိကိုကျွန်တော်ဆင်းသွားပြီဆိုတော့ Chelsea ရဲ့ကျွန်တော် target ကသူတို့ Champions League ဝင်ဝင်ရဖို့အတွက်ကျွန်တော်ဖြစ်တယ်ဆိုတော့ဒီပွဲကမထင်မဖဲနဲ့သူတို့ကျွန်တော်တို့ဒီရေကွန်ရေကန်စူးစမ်းပြီးကန်ရမယ်အခြေအနေတမျိုးကျွန်တော်ဖြစ်နေရပါတော့ဆိုတော့သူတို့အိမ်ဝင်မဟုတ်ဘဲနဲ့ Fulham အိမ်ဝင်ဖြစ်တယ်ပထမကြော့တော့လည်း2-1လို့ရှုံးထားတယ်ဆိုတော့ဒီတော့ကြောင့်မလို့ လုံးဝမလွယ်ဘူးပေါ့နော်အခုလက်ရှိကျွန်တော်ပေးတဲ့ဈေးကိုကျွန်တော်ကြည့်မယ်ဆိုရင်သိနိုင်တယ်ပေါ့နော်ဟို Chelsea အနေနဲ့ကျွန်တော်ဈေးကြောတာအောင်မပြီးရတဲ့အချိန်မျိုးမှာရှိတယ်တကယ်ကျွန်တော်ပေါ့အောင်မယ်ဈေးရဆိုလို့ရှိရင်ဒီ Chelsea ဘက်ကနေပြီးရော1 plus ကျွန်တော်60အဲ့လောက်လောက်ဒီကျွန်တော်ပေါ့အောင်မယ်အချိန်မျိုးမှာအခုလက်ရှိကျွန်တော်ဒဲဈေးပဲပေးနိုင်တာဖြစ်တဲ့တကြောင်လို့ဈေးကတော်တော်ကြီးကိုကျွန်တော်ပြော့ပါတယ်ဆိုတော့ဂူပေါင်းဈေးကိုကြည့်မယ်ဆိုလို့ရှိရင်လေဂူပေါင်းဈေးလဲကျွန်တော်တို့ဒီပေါ့နော်အဲတော်တော်ကိုကျွန်တော်ကြက်လာတာတွေ့ရပါတယ်ပထမကြော့ ဘူပေါင်းစည်းဆိုလို့ရှိရင်၃လုံးကိုကျွန်တော်40ရှုံးလေးကျောင်းရှိခဲ့ပြီးအခုလည်းရှိကျောင်း၃လုံး50ပေါင်းဆိုတဲ့အနေထားမှာဈေးတော်ကျွန်တော်ပြော့လာပါတယ်ဆိုတော့အဲဒီဘောနော်ဒီနေ့ပွဲတွေရတယ်ဗျာအကုန်လုံးကျွန်တော်အမှန်တမ်းပြောလို့ရှိရင်ဟို၄ပွဲရှိတယ်၄ပွဲလုံးကျွန်တော်၉ကြိုက်ပါတယ်ဆိုတော့ Chelsea ပွဲလည်းကျွန်တော်ဒီဘောနော် Fulham လည်းကျွန်တော်ကြိုက်တယ်အဲဒီ၉ကြိုက်တယ်၉ကြိုက်လေးကဘူစစ်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်ဆိုတော့ mm who's got ဒီပွဲကို2-1နဲ့4-1နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ brother တို့ရဲ့အတွေ့အမြင်လေးနဲ့ရွေးပြီးတော့ကျွန်တော်တို့ဒီပါနှစ်ကွက်နဲ့တစ်ကွက်ဆင်ပြီးတာထိုးကြည့်ပေါ့လေဆိုတော့4-1လည်းအချိန်ကြီးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပေါ့နော်အဲဒီ goal bounce တွေရော body speed တွေရောအကုန်လုံးကိုချိန်ထားတယ်အဲကျွန်တော်ရင်အကြိုက်ကတော့ကျွန်တော် goal အောက်ကိုကျွန်တော်ကြိုက်ပါတယ်ဆိုတော့နောက်တစ်ပွဲကျွန်တော်ဒီ Ipswich Town နဲ့ Arsenal ပေါ့နော်ဆိုတော့ Ipswich Town နဲ့ Arsenal ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် အာဒီ Arsenal ကတော့တို့ဒီ UCL ကိုအဓိက focus တော့မယ်လို့ကျွန်တော်မြင်နေတယ်။အဲပြီးတော့ကျွန်တော်တို့ဒီအခုလေးရရမှတ်ကလည်း63ဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ကကျွန်တော်တို့ဒီအသင်းအနေနဲ့တော်တော်အမှတ်တရကျွန်တော်ကွာထားတယ်။ဆိုတော့ဒီတက်ကြောင့်မလို့ဒီဘာလို့ဆိုတော့ Champions League Sport အတွက်လည်းဘာမှစိတ်ပူကြမလို့ဘူး။ Exit တော့လည်းကျွန်တော်တန်းတက်ဖို့အလားလာမှဟိုတိတ်ပြီးတော့မရှိတော့ဘူးပေါ့နော်။အမျောလင်းချက်ကျွန်တော်မဲ့နေတဲ့အချိန်မျိုးကျွန်တော် ဖြစ်တယ်။ဆိုတော့ဒီတက်ကြောင့်မလို့ အဲဒီဘာနဘာမှအသေးပင်မရှိတဲ့ပွဲမျိုးကြီးကျွန်တော်ဖြစ်တော့ဖြစ်နေရမှာနော်ဆိုတော့အာဆင်နယ်ဘက်ကနေပြီးအခုလက်ရှိတလုံး90ရှုံပြီးတဲ့ကိုပေါင်းစီတလုံး90ပေါင်းပြီးပါတယ်ဆိုတော့ကျွန်တော်တို့ဒီဈေးသွားလိုက်ရကြည့်မယ်ဆိုလို့ရှိရင်ပထမအကြော့ကျွန်တော်ဒီအာဆင်နယ်အင်ကွင်းမှာတော့နှလုံးကို80ပေါင်းတိကျွန်တော်တို့ပေးနှလုံးကို80ရှုံတိကျွန်တော်ပေးခဲ့တယ်ကိုပေါင်းစီတလုံး100ရှုံမှာ1စီးနဲ့ကျွန်တော်တို့ကြေးကြတယ်ဆိုတော့အခုလက်ရှိအဲဒီဘာနဟိုပေးတင်ပေးတဲ့ဈေးကတော့နှလုံးတည်ရလောက်တိကျွန်တော်တို့ပေးတင်တယ်ဆိုပေမဲ့ ခုလည်းရှိကျွန်တော်တလုံး90ရှုံးပဲပြီးလာရင်ဒီထားမှာဆိုလို့ရှိရင်တော့အဲဈေးကတော့တော်တော်လေးကိုကျွန်တော်ပြော့နေတာကိုတွေ့ရပါတယ်ဆိုတော့အဲအဲ့လိုပဲကျွန်တော်ဒီကိုပေါင်းဈေးကဆိုလို့ရှိရင်ပထမကျော့၃လုံးကို100ရှုံးဆိုတဲ့အနေထားမှာခုလည်းရှိကျွန်တော်တို့၃လုံး90ပေါင်းဒီကျွန်တော်တို့ကြာလာတဲ့အနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် body ဈေးပြော့တာထက်ကိုပေါင်းဈေးကပိုပြီးတော့ကျွန်တော်ပြော့နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ကိုပေါင်းဈေးဘာကြောင့်ပြော့လဲကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် Arsenal ကြောင့်ကျွန်တော်ပြော့တာဖြစ်ပါတယ်ဆိုတော့ Arsenal ဆိုလို့ရှိရင်နောက်ဆုံးအဝေးကွင်း16ဝဲမှာ12ပွဲတိကျွန်တော်တို့ goal out ထားတဲ့အတင်တင်ကျွန်တော်ဖြစ်ပါတယ်ဆိုတော့ ူတက်ကြောင်းမလို့ဒီပွဲကကျွန်တော်တို့ဒီ okay is it down တော့ကျွန်တော်တို့ကြိုက်ရှင်စရာတော့ဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့ဒီ Arsenal ရဲ့ခံစစ်ကိုကျွန်တော်မေ့ထားလို့မရဘူးဆိုတော့ကျွန်တော်တို့အပြေးစား꽌ဆလို့ရှင်တော့ကျွန်တော်ကတော့ goal အောက်ကပူကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီတက်ကြောင်းမလို့ကျွန်တော် goal အောက်ကိုကြိုက်ခြင်းဖြစ်ပါတယ်ဟူးစကတော့ဒီပွဲကို1 2နဲ့အဲဒီဘောနော်အာဆင်နယ်မှာဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဒီ Manchester United နဲ့ Wolverhampton ပေါ့နော်။အော်ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Manchester United Wolverhampton အပွဲချုပ်သုံးသပ်ချက်ပြီးလို့ရှိရင် Asia Handicap Analyzer ပါညာပေါ့နော်။ဒါတွေအကုန်လုံးကိုကျွန်တော်ကုန်က complete ကျွန်တော် video တစ်ပုဒ်ကျွန်တော်လုပ်ပေးထားပါတယ်။ဆိုတော့ဒီ video မှာတော့ကျွန်တော်တို့ဒီ Handicap လေးပဲကျွန်တော်ပြောသွားရမှာပါเนาะ Manchester United ကအခုလက်ရှိ level 50ရှုံးပြီးတယ်ကိုပေါင်းစီရဲ့ကျွန်တော်နှလုံး100ရှုံးကျွန်တော်ပြီးတယ်ပထမကြော Manchester United က Owen နဲ့ Ingwe မှာတော့ကျွန်တော်တလုံး80ပေါင်းပြီးတယ်ကိုပေါင်းစီ3လုံး30ပေါင်းမှာ Owen နဲ့က2စီးနဲ့ကျွန်တော်9နေ ဆိုတော့အခုလက်ရှိမန်ချက်စတာယူနိုက်တက်ဘေးရဲ့ဈေးကတော်တော်ကိုကျွန်တော်ပြော့ပါတယ်။ဒါအပြင်ကျွန်တော်ဒီသတင်းတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီဘန်နိုယူနိုက်တက်ကဒီပွဲနဲ့ပတ်သက်ပြီးတော့သူတို့ rotation တွေပါရင်ကျွန်တော်တို့လုံးဖို့ရှိတယ်ဆိုတော့အဲဒီလိုမျိုးဖြစ်နေတဲ့ body ဈေးပြော့တယ်ပေါ့နော်။အဲဂူပေါင်းဈေးလည်းကျွန်တော်တော်တော်လေးလိုက်ပြော့လာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်။အဲကျွန်တော်ကတော့အဲ့ပွဲကိုဂူအောက်ကျွန်တော်အဲရွေးထားတယ်ပေါ့နော်အကြမ်းမြင့်ကျွန်တော်ရွေးထားတာဖြစ်ပါတယ်ဘူစကိုကတော့မန်ချက်စတာယူနိုက်တက်နဲ့ဝူဝါနန်ပွဲကို1-2နဲ့ဝူဝါနန်နိုင်ဝင်ဆိုပြီးရောခံမှန်းထားတာဖြစ်ပါတယ် ဆိုတော့အသေးစိတ်ကျွန်တော်တို့ဒီဒီဘာနော်ဟိုပွဲအကြောင်းအရာတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအဲအသေးစိတ်ကျွန်တော်တို့ဒီလူစည်းရင်းဘာညာပေါ့နော်ဒါရင်အကုန်လုံးသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Manchester United နဲ့ Wolverhampton ဒီပေါ့နော်ပွဲကြိုးသုံးသက်ချက်မှာတွားပြီးတော့ကျွန်တော်တို့ကြည့်ပြီးလို့ရပါတယ်ခင်ဗျာ ဆိုတော့ကျွန်တော်တို့နောက်ဆုံးပွဲဖြစ်တဲ့ Leicester နဲ့ Liverpool ပွဲကိုကျွန်တော်ပြောရအောင်ပါเนาะဆိုတော့ Leicester Liverpool ဒီပွဲကကျွန်တော်နောက်ကြဆုံးပွဲပါ Leicester အင်ဝင်းမှာကစားမယ်ပထမအကြော့ကျွန်တော်တို့ဒီ Liverpool အင်ဝင်းမှာတော့3-1နဲ့ Liverpool ကကျွန်တော်နိုင်ထားတယ်ခုလည်းရှိ Liverpool ကတော့ကျွန်တော်ဘာမှကျွန်တော်စိုးရိမ်တာမရှိတော့ဘူး Premier League ဘယ်နေ့ရမလဲကျွန်တော်ထိုင်ဆောင်နေတဲ့အချိန်တွေမျိုးကျွန်တော်ဖြစ်တယ်စောစောလူချင်းစောစောအမှတ်ဖြတ်ဆိုတဲ့ပုံစံမျိုးပေါ့လေဆိုတော့အဲ Liverpool ကျွန်တော်တို့စောစောလူချင်းမလားပေါ့เนาะကျွန်တော်တို့ handicap တွေကျွန်တော်ကြည့်ကြည့်ရအောင် ဆိုတော့ liverpool ဘက်ကနေအခုလက်ရှိနှလုံးတည်ကိုပေါင်းစီ3လုံးကို50ရှုံပေးပါတယ်ဆိုတော့ဒီဈေးကကျွန်တော်တို့ပထမကြော့ပေးခဲ့တဲ့ liverpool ရဲ့ဈေးထက်စားလို့ရှိရင်တော့ပျော့တယ်ပေါ့နော်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဒီတခြားအသင်းတွေနဲ့ကျွန်တော်တို့ချိန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ liverpool ပေးတဲ့ဈေးကအဲကျွန်တော်တို့ဒါပျော့တယ်ဆိုရင်တော့မှအရင်ပျော့နေရမှာမဟုတ်ဘူးပေါ့နော်ဥပမာထားပါတော့ကျွန်တော် united ဆိုလို့ရှိရင်ပြားတရာကျော်ဝင်ရိုး20လောက်ထိကျွန်တော်တို့ပျော့တယ် အဲဒီလိုပဲ Chelsea လည်းဝင်ရုံး20လောက်ပြော့တယ်။ Arsenal လည်းဝင်ရုံး20လောက်ပြော့တယ်ဆိုပေမဲ့ Liverpool ကတော့ဝင်ရုံး10နောင်ကျော်မပြည့်တဲ့အချိန်မျိုးနဲ့ကျွန်တော်ပြော့တာဖြစ်ပါတယ်။ဆိုတော့ဒီတော့ကြောင့်မလို့ Liverpool ဒီပွဲမှာ goal ပြတ်နိုင်ကြီးလေရှိကောင်းရှိနိုင်ပါတယ်။ဆိုတော့နောက်တစ်ချက်ကျွန်တော်တို့ပါလဲဆိုလို့ရှိရင် goal ပေါင်းစည်းပေါ့နော်။ goal ပေါင်းစည်းကတော့ကျွန်တော်တော်တော်ကြီးကိုပြုတ်ကြသွားဖြစ်ပါတယ်။ဆိုတော့ဟိုဒီပထမကျော Liverpool အိမ်ဝင်မှာတော့၄လုံးကို20ရှုံးလောက်ပြီကျွန်တော်တို့ပေးခဲ့တယ်။အခုလက်ရှိကျွန်တော်တို့ဈေးက 350ရှုံးမှာကျွန်တော်ရှိတယ်ဆိုတော့ဒီဈေးမပြောင်းချင်နိုင်မယ်ဆိုလို့ရှိရင်ဘိုးပေါင်းဈေးရဝင်ယူကျွန်တော်တို့ဒီ20အကျော်30နီးပါးလောက်ပြီးကျွန်တော်တို့ကျသွားတာဖြစ်ပါတယ်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကိုသွင်းမယ်ဆိုရင်တော့လီဗာပူးတစ်ဖက်ထည့်ပေးလို့ကျွန်တော်တို့ပြောလို့ရအောင်ဖြစ်ပါတယ်လက်စတာကိုကြည့်ရောလေလက်စတာကအိမ်ဝင်အဝေးဝင်မြွေအဲဂိုးမသွင်းနိုင်တဲ့အတင်းတင်းကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ဒီပွဲကကျွန်တော်တို့ဒီလီဗာပူးရဲ့တွင်ကိုတွေပဲကျွန်တော်တို့မြင်ရဖို့ရှိရတယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ကတော့လီဗာပူးကြိုက်တယ်ဂိုးအောင်ကြိုက်ပါတယ်ဆိုတော့ အဲလီဗာပူးကျွန်တော်တို့ဒီပေါ့နော်3ကို2ကိုပြတ်2 z 3 z ပေါ့နော်ဒီလိုမျိုးပဲကျွန်တော်ဖြစ်နိုင်မယ်လို့ကျွန်တော်ထင်ပါလီဗာပူးကိုကျွန်တော်ကိုးရဖို့ကလက်စတာအနေနဲ့ကတော့အဲကျွန်တော်ကတော့အရင်မလွယ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တော့အဲဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံးဝစိတ်အဖြစ်ဆုံးယူချင်မှာတော့ကိုးအောင်ပါအဲ့တော့လီဗာပူးဆိုတာကကျွန်တော်ကိုးအောင်ကိုပို့ပြီးတော့တဖို့ကြပါလေအဲ့တော့လီဝဲလုံးကရှင်းပါတယ်ကျွန်တော်ကိုးအောင်ချိန်ပါတယ်ဒါပါပဲပေါ့နော်ဆိုတော့ အဲဒါကတော့ကျွန်တော်တို့ဒီနေ့ကျွန်တော် Super Sunday မှာကစားမယ်ပရီးမီးယားလိပွဲစဉ်တွေအတွက်အဲပွဲကြုပ်အဲခံမှန်းချက်တွေပေါ့လေဆိုတော့ Who score ရဲ့ Goal score prediction Asian Handicap Analysis လေးကျွန်တော်လုပ်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့တကယ်လို့ကျွန်တော်တို့ဒီဘောနော်တခြား league တွေရဲ့ကျွန်တော် tips တွေကိုကျွန်တော်စိတ်ဝင်စားရဆိုလို့ရှိရင်အဲကျွန်တော်ရဲ့ Telegram channel ကို join ထားပေးလို့ရပါတယ်ဆိုတော့အဲကျွန်တော် Telegram channel ကတော့ description ထဲမှာကျွန်တော် link ထည့်ပေးထားပါတယ် Football Jesus Tips channel ဆိုပြီးတော့အဲ link ကိုကျွန်တော်တို့ click လုပ်ပြီးတော့အဲကျွန်တော်ရဲ့ Telegram channel ကို join ပေးလို့ရပါတယ်ခင်ဗျာဆိုတော့ အားလုံးပဲကြည့်ရှုပြီးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ် channel ကို subscribe မဖြစ်သေးလို့ရှိရင်လည်း subscribe လုပ်ပေးထားကြဖို့အားလုံးကိုတောင်းဆိုပါရစေခင်ဗျာဆိုတော့နောက်ဗီဒီယိုတွေ့ပါမယ်အားလုံးကြည့်ကြပါ